ဆမ်းမယ်တီတကူဆရာတော်ဖျားကြီးဟာမြမလူငယ်တွေရဲ့အနာဂတ်အတွက်တော်တော်စိတ်မကောင်းဖြစ်နေရရှာပြီဒင်းနဲ့ဆုံးကိုတော့မစားနိုင်တော့ဘူးလို့ကြားသိရပါတယ်လူငယ်အများပြားဟာဘာမှအရေးမရအဖတ်မရတစ်တော့ပေါ်မှာထင်လောက်ကတာတွေကြည့်ပြီးအချိန်တွေကုန်ဆုံးနေကြသလိုမနေ့ကလည်းသူ့ကြောင်တိုက်ကတိုက်အုပ်ဆရာတော်နဲ့အရှင်စေကေနအကြောင်းကစာချဆရာတော်လို့မိုဘိုင်းလက်ကျဗန်ဗန်ကစားနေရင် ဘယ်တဲ့ဝင်နေချိန်မှာတစ်တော့မှာဖင်သားကြီးတို့ဆိုပြီးအနှဲငယ်ပေါ်တိုက်မှုဖြစ်သွားခဲ့လို့ဆရာတော်ဖျားကြီးကိုယ်တိုင် ဖြေရှင်းခဲ့ရသေးတယ်။ဒီတော့ဒီပြဿနာကမသေးတော့ဘူးဆိုတာဆရာတော်သဘောပေါက်လာတယ်။ဒီလိုနဲ့ဒမစကူးဆရာတော်အရှင်စေကင်နရဲ့အကူအညီနဲ့လူငယ်တွေကိုစုယုံစီပြီးလူငယ်တွေလမ်းမမရောက်စေအရေးဆရာတော်အတွေ့ဖြန့်ဝေပြီးဆိုတဲ့စောင်းပုံးနဲ့အညီဟောပြောပွဲလေးတစ်ခုကိုတီတကူဆရာတော်ဖျားကြီးကကျင်းပလိုက်တယ်။ ။ဟောပြောပွဲအစမှာတီတကူဆရာတော်ကြီးကမင်းတို့ TikTok သုံးကြတယ်မလား။အဲဒီ TikTok မှာပေါ်လာတဲ့ main ကလေးတွေကတာတွေကိုလည်းမင်းတို့ကြည့်ကြတယ်မလား။ဆင်အောက်ကလူငယ်များပြင်မပြေပြုံ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 နေပေါ့။ဆရာတော်ဖျားကြီးကတော့မင်းတို့တော့သွားပြီဆိုပြီးပြောဆိုရင်ဆရာတော်ကသူ print ထုတ်လာတဲ့ပုံတို့ဘုကိုထုတ်လိုက်ပြီ။ဒါပါကြီးလေပြိတ္တဖင်ကြီးပါဗျာ။ အေးဒါဖင်ကြီးပဲဖင်ကြီးမှာအီးပါတဲ့ဖင်ဘာမှဖက်တွယ်နေစရာမရှိယုံစရာအတီးကွယ်ဒီဖင်ကြီးဘလောက်ပဲဖွေးပြီးလုံပြီးတင်းနေတင်းနေလုံပြီးလနေလနေဒါဟာအသက်ဆိုင်တစ်ခုပဲဒါကိုစင်ကြင်နိုင်မှတော်ကကြမယ်နောက်တစ်ခါဖင်လုတ်ကာတာတွေဖင်ကြီးတွေတွေ့ရင်လဲမင်းတို့အနေနဲ့ဖင်ကမထမ်းရှုနိုင်အောင်စူးစမ်းကြရမယ်ကြားလား မင်းတို့ရဲ့အချိန်တွေကိုဖင်ကြီးပဲကြည့်ပြီးချိန်မကုန်ဆုံးစေနဲ့တိုင်းပြည်အတွက်လိုအပ်ရင်လဲစစ်မှုထမ်းကြဆိုပြီးလူငယ်အရေးနိုင်ငံအရေးကိုရှေ့ရှုပြီးဆရာတော်ဖျားကြီးကပြောဆိုသွားကခုနကသူပရင့်ထုတ်ထားတဲ့ဓာတ်ပုံကိုကောက်ယူပြီးတုတ်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 နဲ့ကောက်ချေတင်ထွက်သွားလေတော်သည်